မင်္ဂလာပါရှင်ကတိနီဦးသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါတော့မယ်ရှင်နိုင်ငံတော်ဝင်ကိုမင်းအောင်လိုင်ကလွှဲပြောင်းပေးမယ်ဆိုတာဟုတ်ပါသလားစက်တင်ဘာလ25ရက်ကစစ်ကောင်းဆောင်မင်းအောင်လိုင်နဲ့ရုရှားသမ္မတပူတင်တို့မော်စကိုမြို့ရှိခရမ်လင်နန်းတော်တွင် တွေ့ဆုံစဉ်ခရစ်စတီနာကော်မီလစ်စတီနာ ရုရှားတို့အလွတ်မျိုးဖိုရမ်အကြောင်းပြပြီးတွားကွင်းရပြန်တဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာသမရပူတင်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။အခုလိုတွေ့ရင်တွေ့ချင်းလာမယ့်ရွက်ကောက်ပွဲကျင်းပပြီးစီးသွားပါကနိုင်ငံတော်တာဝန်များကိုလွှဲပြောင်းပေးရသွားမယ်လို့ကတိပြုပြောကြားကြောင်းတွေ့ရပါတယ်။စစ်ကောင်းဆောင်ဟာရုရှားသမရကိုတွေ့ပြီးစစ်ကောင်ရှင်လုံးမဲ့ရွက်ကောက်ပွဲကိုတရားဝင်ဖြစ်ရေးကတိထားတိုင်တယ်သွားခဲ့ပါတယ်။သမရပူတင်နဲ့တွေ့ဆုံစဉ်စကောင်းဆောင်မင်းအောင်လှိုင်ကအဓိကပြောခဲ့တဲ့အချက်များကို ကြည့်တဲ့အခါ မြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအတွေ့အကြုံရေးကောက်ပွဲမကြာမီတွင်ကျင်းပမည်ဖြစ်ကြောင်းကျင်းပပြီးစီပါကဒီမိုကရေစီစံနှုန်းနဲ့အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမည်ဖြစ်ကြောင်းရေးကောက်ပွဲကျင်းပချိန်တွင်လည်းနိုင်ငံတကာလေးလာရေးအဖွဲ့များကိုဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့တာကိုတွေ့ရပါတယ်။အခုလိုတမရပူတင်နဲ့တွေ့ဆုံစဉ်ပြောခဲ့တဲ့အချက်များအနက်အများကစိတ်ဝင်စားတဲ့အချက်မှာရွေးကောက်ပွဲကျင်းပပြီးစီပါကဒီမိုကရေစီစံနှုန်းများနဲ့အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမည်လို့ဆိုတဲ့အချက်ပဲဖြစ်ပါတယ် အခုလိုတမရပူတင်နဲ့တွေ့ဆုံစဉ်အချက်များအနက်အများကစိတ်ဝင်စားတဲ့အချက်မှာရွေးကောက်ပွဲတွင်ကျင်းပပေးစီပါကဒီမိုကရေစီစံနှုန်းများနဲ့အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်သွားမည်ဆိုတဲ့အချက်ဟာမင်းအောင်လိုက်ပြောတဲ့နိုင်ငံတာဝန်လွှဲအပ်သွားမည်ဆိုတဲ့စကားအရာစဉ်းစားရမှာများစွာဖြစ်စေပါတယ်။စစ်ကောင်းဆောင်အနေနဲ့အတင်းရယူထားတဲ့တမရနေရာကိုရွေးကောက်ပွဲအနိုင်ရပါတီမနာနေမစ်စတက်နစ်ပါမင်းအနိုင်ရလာပွဲရှိတဲ့ပြည်အောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကတင်မြှောက်တဲ့ တော်မဟုတ်25ရာခိုင်နှုန်းအလိုလျောက်သိမ့်ပိုက်ထားတဲ့မိုးကြွရွှေကိုစစ်တပ်ကိုယ်စားလှယ်များကတင်မြောက်တဲ့တမရလောင်းကိုလွှဲပြောင်းပေးပါမယ်ဆိုတာကိုရည်ညွှန်းသလားတမရကာကွယ်ဦးစီးချုပ်နေရာကိုသူစိတ်ချရတဲ့ဗိုလ်ချုပ်ကြီးတဦးရေပန်းစားသူဗိုလ်ချုပ်ကြီးကျော်စွာလင်းထံလွှဲပြောင်းပေးမလားဒါမှမဟုတ်တမရနေရာရောတမရကာကွယ်ဦးစီးချုပ်နေရာပါလွှဲပြောင်းပေးပြီး စာဖတ်သူကြီးဥတန်းရွှေလိုလုံးဝအနားယူသွားမှလားစသဖြင့်ပုံစံမျိုးမျိုးတွေးစရာဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့လက်ရှိနိုင်ငံရေးအခင်းကျင်းမှာစာဖတ်သူကြီးကဥသိမ်းစိန်ကိုအာနာလွှဲစင်ကားခဲ့သူစိတ်ချလက်ချလွှဲသွားနိုင်တဲ့အခြေအနေမျိုးမဟုတ်ပဲနိုင်ငံတဝက်ကျော်တွင်တော်လန်ပုံကဲမှုများရှိနေပါသေးတယ်။လက်တော်အခြေအနေအရမင်းအောင်လိုင်းအနေနဲ့ကိုပဲ့ ကိုချိုးနိုင်သေးတော့လဲမြည်သည့်အချိန်နောက်ကျောဓာတ်နဲ့ထိုးမှာကိုအမြဲကြောက်လန့်နေရပါတယ်ဒါကြောင့်ဆရာနာသိန်းကောင်စီကိုဖျက်သိမ်းပြီးနိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကလုံးကို အာဏာပြန်အပ်တယ်လို့ဘယ်လက်မှညာလက်သို့လွှဲပြောင်းပေးမဲ့လောက်ရမျိုးပဲဖြစ်နေပါတယ်ဒါမှမဟုတ်စစ်ကောင်းဆောင်အနေနဲ့တမရနဲ့တက်ချုပ်နေရတော့ကိုနောက်လူများအားလွှဲပေးသည့်အတိုင်း၎င်းတို့အပေါ်ဆက်လက်ထိန်းချုပ်နိုင်တဲ့အနေအထားကိုလည်းရောက်နိုင်ပါသေးတယ်။ စစ်ကောင်းဆောင်မင်းရောင်လိုင်ကနိုင်ငံတော်တာဝန်လွှဲပြောင်းပေးပြီဆိုတဲ့ဇာတ်ကားနဲ့ဆက်ဆက်ပြီးယခုကာလတွင်သူပြောက်လုထားတဲ့အပြောင်းလဲများကိုလည်းပြန်လည်လေ့လာသုံးချက်မိနေပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ31ရက်နေ့ကစစ်ကောင်ရှင်အဖြစ်ပြန်ဖွဲ့စားပြီးတဲ့နောက်စစ်တပ်တွင်စစ်ဗိုလ်ချုပ်ကြီး၁၀ရောင်းအနက်၅ရောင်းမှယူနီဖောင်းချုပ်ခဲ့ရပါတယ်။ပြီးခဲ့တဲ့ ဇော်လိုင်းလာ31ရက်နေ့ကစစ်တပ်ကောင်ရှင်အဖြစ်ပြန်လဲဖွဲ့စည်းပြီးနောက်စစ်တပ်တွင်စစ်ဘိုလ်ချုပ်ကြီးဆက်ရောက်အနေ9ရောက်မှယူနီဖောင်းချုပ်ခဲ့ရပြီးရှော့ချခံရသူများနဲ့စစ်ကောင်ဆောင်အလွန်တက်ချုပ်ဖြစ်ရင်ရခင်ကရေပန်းစားခဲ့သူဘိုလ်ချုပ်ကြီးများတုံးဦးစစ်ကောစီရဲ့အတွေ့အကြုံမှုဖြစ်ခဲ့သူဘိုလ်ချုပ်ကြီးအောင်လင်းတွင်စစ်ကောစီဝင်နဲ့စစ်ကောင်ဆောင်ရဲ့အကြံပေးဘိုလ်ချုပ်ကြီးညိုစောဝင်ကြီးချုပ်ဖြစ်လာပြီးစစ်ကောင်စီဝင်ကြီးဘိုလ်ချုပ်ကြီးတင်အောင်စံရေချုပ်ဟောင်းတို့ကို စစ်ပတ်အဆင့်ရာတို့များမှဖေရှားကအစိုးရတာဝန်များများဆက်လက်ပေးခဲ့ပြီး USDP ပါတီဗဟိုကော်မတီဝင်ဟောင်းဦးအောင်တောင်ရဲ့သားဖြစ်သူစစ်ကောင်စီဝင်ကြီးဗိုလ်ချုပ်ကြီးမိုးအောင်ရေချုံဟောင်းကိုမှအစိုးရရာတို့မှပါအပီးတိုင်ဖေရှားခဲ့ပါတယ်။ကျန်နေတဲ့ဗိုလ်ချုပ်ကြီး၅ဦးတွင်တက်ချုံအသည့်ဖြစ်လာနိုင်ကြောင်းထက်ကြီးခံရသူဗိုလ်ချုပ်ကြီးကျော်စာလင်းညှိနှိုင်းကွက်ကရေးမှုကြီးရည်လေးနှင့်စစ်ကောင်ဆောင်ရဲ့လူယုံဗိုလ်ချုပ်ကြီးရဲဝင်းဦး စစ်ပတ်ရေးအလုံးကြုံရေးအရာရှိချုပ်တို့ပါဝင်နေပါတယ်ဆက်လက်ပြီးအပြောင်းလဲလုပ်ခဲ့ဒီမှာလဲစစ်ကောင်ရှင်ဝင်ကြီးများဖြစ်ကြတဲ့ဦးတင်အောင်ဆန်းဦးမြထွန်းဦးနဲ့စစ်ကောင်ရှင်အမှုဆောင်ချုပ်ဦးအောင်လင်းတွေတို့နဲ့အတူစစ်တပ်မှထိပ်ပိုင်းစစ်ဗိုလ်ချုပ်များကိုအငိမ့်စားယူစေက USTP တို့တရင်ပို့စီခြင်းပဲဖြစ်ပါတယ်ထိုစရင်တွင်စစ်တပ်အတွင်းမှ USDB တို့တိုက်ရိုက်ပြောင်းလဲလာမိသူများမှကာကွယ်ရေးဖြစ်စီထုတ်လို့ရင်အရာရှိချုပ်ရုံမှဒုဗိုလ်ချုပ်ကြီးကံမြင့်တန်စစ်ရာဒုကံချုပ် ဒုပိုချုပ်ကြီးလင်းအောင်တမတော်စစ်စေးရေးနှင့်စရင်စစ်ချုပ်ကြီးရည်လေးဒုပိုချုပ်ကြီးဆိုတဲ့နိုင်စေးချုပ်ဒုပိုကြီးဖုံမြန် အမှတ်3စစ်စင်ရေးအထူးတပ်ဖွဲ့ကကာဆာတာ3ဒုဗိုလ်ချုပ်ကြီးဒေဇာဂျောကာဆာတာ6ဒုဗိုလ်ချုပ်ကြီးတပ်ပုံတို့ပါဝင်ပါတယ်အများစုမှာစစ်ကောင်းဆောင်မင်းအောင်လိုင်းတက်ချုပ်အပြင်ဆောင်ရွက်နေစဉ်ကာလအတွင်းသူ့လက်အောက်တွင်ကာလရှိတစ္ဆာခံခဲ့ကြတဲ့စစ်အရာရှိကြီးများဖြစ်ကြပါတယ်ယခုပြောင်းလဲဟာစစ်ကောင်းဆောင်ဓာတ်စီနီယာကြတဲ့စစ်ဗိုလ်ချုပ်ကြီးများချဲ့လဲနေကြတယ် USTV အတွင်းသို့စစ်ကောင်းဆောင်ကလူသူ့လူများထည့်သွင်းတာကလွှမ်းမိုးထုတ် ထိန်းချုပ်နိုင်ရဆောင်ရွက်သည့်သဘောဟုဆိုရပါမယ်တစ်ချက်ခုနှစ်ချက်ပြည့်စုံသလို USDB ရောရွေးကောက်ပွဲလွန်အစိုးရမှာပါစစ်ကောင်းဆောင်အလို့ကြောင့်အကောင့်တွေပေါ်ပေးမဲ့သူများကိုကြိုတင်နေရယူသိမ်းပိုက်ထားစေခြင်းဟုဆိုနိုင်ပါတယ်တနည်းအားဖြင့်အခုပြောင်းလဲမှုများဟာရွေးကောက်ပွဲအလွန်အစိုးရနဲ့စစ်တပ်တွင်ပွဲထွက်လာမိလူစည်းရင်း line app ကိုစပီးတည်ထားတဲ့သဘောလဲဆိုနိုင်ပါတယ် အခုလိုစီနီယာဗိုလ်ချုပ်များ USTB တို့ကူပြောင်းသွားမယ်ဆိုရင်ပေါက်ကြားလာခဲ့တဲ့နောက်လစ်လက်သွားတဲ့စစ်ပတ်ရာသူများကိုအစားထိုးသည့်စီရင်ထွက်ပေါ်လာခဲ့ပါတယ်။စီရင်အရာစစ်ကောင်းဆောင် အနီကကိုရန်တော်ဗိုလ်ချုပ်ဖြစ်သူစစ်ပတ်လက်ထောက်ဗိုလ်ချုပ်မိုးမြင့်ဆွေအလုတ်တင်ပို23ဟာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်အဖြစ်၎င်း အလဲပိုင်းတိုင်းစစ်ဌာနချုပ်လဘခတိုင်မှုဗိုလ်ချုပ်တော်တော်ကိုထိုက်ဟာစတတ38သည် တက်မတော်လေးကျင့်ရဲ့အရာရှိချုပ်အဖြစ်၎င်းတက်မတော်လေးကျင့်ရဲ့အရာရှိချုပ်ဒုပိုချုပ်ကြီးထိန်ဝင်းစတတ38ဟာဆရာဒုကန်ချုပ်အဖြစ်၎င်းအရှိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရလကဘိုးချုပ်မျိုးမင်ထွန်းဟာတက်မတော်စစ်စေးအရာရှိချုပ်အဖြစ်၎င်းကာစာထတင်မူဒုပိုချုပ်ကြီးကိုကိုဦးဟာကာစာထ9တို့၎င်းကာစာထ9မူဒုပိုချုပ်ကြီးဇော်မင်းလန်ဟာကာစာထ2တို့၎င်းကာစာထ6မူဒုပိုချုပ်ကြီးနီလင်းအောင်ဟာကာစာထ1တို့၎င်းခန့်အပ်ထားပါသည် ဒါပြင်စီယုံအတွင်ရှိကြီးတာဝန်ဌာနမှပုံမှုချုပ်တင့်စော်ခိုင်ကို စစ်ကောင်းဆောင်ကသူ့ရဲ့အနီးကပ်စစ်ဘက်လက်ထောက်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ အခုလောစစ်တဲ့အတွင်းလူစားထုတ်မှုများဟာလည်းစကောင်းဆောင်မဲအောင်လိုက်တိုင်းမှုအဖြစ်တာဝန်ယူစဉ်ကဘိုးကြီးအဆင့်နဲ့ရှိခဲ့သူအများစုပါဝင်နေပါတယ်အခုလောစစ်ကောင်းဆောင်မဲအောင်လိုက်အနေနဲ့နောက်အစိုးရနဲ့စစ်တဲ့အတွင်းသူ့အတွက်စိတ်ချရစေမည်သူများစုဖွဲ့နေသည်ကိုသိသာစွာမြင်တွေ့နေရသောကြောင့်နေ့စဉ်တာဝန်ယူအသေးစိတ်လောက်ကန်နေတဲ့နေရာကိုလက်လွဲမည်ဆိုတာလက်လွဲနိုင်သလောက်အနေထားဖြစ်နေပါတယ် ဒါပေမဲ့ဥတန်းရွှေကဲသို့လုံးဝအနားယူသလိုမဟုတ်ပဲရခင်ကအနားမယူခင်ဆက်လုပ်လိုက်ဆက်လုပ်ရန်လန်ခင်ပေးထားသော2008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်1တက်ခွန်အရာ နိုင်ငံအုပ်ချုပ်အဖွဲ့လည်းဖွဲ့နိုင်သလိုလေးလာစောင့်ကြည့်သူချို့ကလည်းတန်တရားရှိနေကြပါတယ်။ထို့ပုံမှန်အရာ ပြည်တော်စုလွှတ်တော်အနေနဲ့မြည်သည့်ပုံကိုယ်ကိုမစိုးတာဝန်နဲ့အာဏာပေးအပ်နိုင်တယ်ဆိုတဲ့အချက်ဖြင့်အကျုံးဝင်အောင်ဆောင်ရွက်နေပါတယ်။ရခင်အစိုးရလက်ထက်တွင်ဖွဲ့စည်းပုံအခြေခံဥပဒေ59စရာ သမရမဖြစ်နိုင်တဲ့ဒေါ်ဆန်းစုကြည်အတွက်နိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ရာထူးကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ဥပဒေအကြံပေးရှိနေဥကိုနီကဖန်တီးပေးခဲ့ပါတယ်။ထိုအတိုင်းအမြံရာထူးဟာစစ်ဗိုလ်ချုပ်များအတွက်စိတ်နှောက်ယှက်ဖြစ်စရာရာထူးဖြစ်ခဲ့ပါတယ်။2021ခုနှစ်အတွင်း၌ရုရှားရုပ်သံသတင်းဌာနတစ်ခုမှအင်တာဗျူးတွင်နိုင်ငံတော်တိုင်ပင်ခံရာထူးမျိုးဆိုတာကတော့ကိုဟာကိုပန်တီးယူတဲ့ဟာမျိုးပါဥပဒေမှာတော့ပုံမှန်တစ်ခုရှိတယ်။ အဖွဲ့အစည်းတစ်ခုခုဒါမှမဟုတ်လူပုဂ္ဂိုလ်တယောက်ကိုတာဝန်ပေးနိုင်တယ်ဆိုတဲ့ပုံမှန်တစ်ခုရှိတယ်။အဲ့ဒီပုံမှန်အရာ သူတို့ပေးတာဒါမှမဟုတ်လည်းလုံးလို့ရတဲ့လုတ်ပိုင်ခွင့်တွေရှိတယ်လို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုရိုင်းကဖြေကြားခဲ့ပူပါတယ်။အခုလုံးဖြေဆိုထားမှုတဲ့စစ်ကောင်းဆောင်ဟာယခုအခါကိုယ့်အကိုဖန်တီးယူတယ်လို့သူပြောဆိုခဲ့တဲ့အတိုင်းအတိုင်းမခံရဘူးကိုရာဘူးတခုလို့မလွဲမသွေပေါ်ဆောင်ရပြီးတော့မလားကလေးများလားအာဆရာဝန်ကြီးလုံးမလား စစ်ဘိုလ်ကြီးလုံးမလာကိုမေးတယ်လို့စစ်ကောင်းဆောင်ကိုတမရကြီးလုံးမလာတက်ချုပ်ကြီးလုံးမလာလို့မေးရင်ဆက်လုံမယ်လို့ပြင်လင်းအထူးသဖြင့်စစ်ပွဲကြောင့်သူ့အကျိုးစီးပွားများကိုလုံခြုံရေးဆိုးနေရသောဆွေမျိုးပေါက်ဖို့တရုတ်ကစိတ်ကွက်သွားနိုင်ပါတယ်။တရုတ်မုံမြန်မာစစ်ကောင်းဆောင်ကနိုင်ငံတော်တာဝန်များကိုလွှဲပြောင်းပေးရသွားမည်ဟု တမရပူတင်ကိုအရင်ဦးတိုက်ဂတိပြုခဲ့တဲ့သဘောရှိပြီးဂတိပြုထားတဲ့အတိုင်းလွဲပြောင်းသွားမယ့်အခါတွင်လည်းအတင်းရယူထားတဲ့နိုင်ငံတော်ထိပ်ပိုင်းရာထူးများကိုစွန့်လွတ်ကအပြေးထွက်သွားမည်ပုံစံတော့မဖြစ်နိုင်ပါဒါကြောင့်စစ်ကောင်းဆောင်အနေနဲ့ရခင်ဆောင်းမာတွင်တုံးသက်သလိုရွေးကောက်ပွဲအလွန်နဲ့တမရရာထူးမဟုတ်ပါကအတိုင်းမြင်ခံပုံပေါ်ခဲ့သောရာထူးမျိုးကိုတီထွင်ပြီးအာနာကိုဆက်လက်ထိန်းချုပ်တိုင်သွားမလဲဆိုတာကိုစောင့်ကြည့်တုံးသက်နေရမှာပဲဖြစ်ပါတယ်ရှင်